what is a government ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျားတို့ဆက်သွားကြမယ်เนาะအဲ့တော့အစိုးရဆိုတာဘာလဲပေါ့เนาะအဲ့တော့ကျားတို့ရဲ့ဒီအာတိုင်းပြည်တွေမှာဆိုရင် in a big society such as a country เนาะ country ဆိုတာဒါတိုင်းပြည်ပေါ့တိုင်းပြည်ဆိုတာလည်းတကယ်တမ်းတော့လူအဖွဲ့အစည်းတစ်ခုပဲအဲ့တော့အဲ့လိုတိုင်းပြည်လိုမျိုးလူအဖွဲ့အစည်းတစ်ခုမှာဆိုလို့ရှိရင် the answer to the question เนาะအစိုးရဆိုတာဘာလဲဆိုတဲ့မေးခွန်းကိုဖြေဖို့အတွက်ဆိုရင်เนาะကျားတို့က is usually the government เนาะ အဲ့တော့မေးခွန်းကအဖေရတော့ပါလဲဆိုလို့ရှင်ဘသူကအုတ်ချုပ်လူမှုဖွယ်သည့်တခုမှဘသူကအုတ်ချုပ်လဲလို့မေးလို့ရှင်ဆရာတို့ကအုတ်ချုပ်တဲ့လူကိုရှင်းရှင်းလေးဆရာတို့ပြောမှဆိုရင်မြန်မာလိုပြောရင်တော့နော်အစိုးရပေါ့နော် government နော်အစိုးရကနေပြီးတော့အုတ်ချုပ်ပါတယ်တဲ့အဲ့တော့အဲ့တော့အစိုးရဆိုတာဘာပြန်မေးမလဲအစိုးရဆိုတာက can be a single person လူတစ်ယောက်တည်းလဲဖြစ်နိုင်တယ်နော် or a group of people เนาะလူအုပ်စုတခုလည်းဖြစ်နိုင်တယ် but it nearly always has the finally say in decision about how the society is run အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်တယောက်တည်းပဲဖြစ်ဖြစ်လူအုပ်စုလိုက်ပဲဖြစ်ဖြစ်ဘယ်လိုပဲဆိုဆိုအစိုးရဆိုတာကတော့အမြင်နဲ့ကျွန်တော်နားလည်ထားမှာကဒီလူအဖွဲ့အစည်းကိုဘယ်လိုအုပ်ချုပ်တယ်လဲမလို့နော် how the society is run ဘယ်လိုအုပ်ချုပ်မလဲဆိုတာနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်ဒီချပိုင်ဝင်ရှိတယ် နော်အဓိကအနိမဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်တဲ့သူချမှတ်နိုင်တဲ့အုပ်စုဆိုတာမျိုးတော့ဂျာတို့နားလည်ထားဖို့လိုတယ်အဲ့တော့ government ဆိုလို့ပြောတဲ့နေရာမှာအဲ့အစိုးရတွေကတခုနဲ့တခုနဲ့တော့မတူဘူးချားနာကြတယ် for example နော်အဲ့တော့ဂျာတို့1900ခုနှစ်မတိုင်ခင်အထိရ until the end of the 1700s နော်အဲ့တော့1900ခုနှစ်ဒီကုံဆုံးတဲ့အထိကိုဘယ်သူဘယ်မှာလဲဆိုရင် ပြင်သစ်မှာဆိုရင် France was ruled by the king ဘယင်တစ်ပါးတည်းကအုပ်ချုပ်တာတွေ့နော် ်ပြင်သစ်ပြင်သစ်နိုင်ငံမှာဘီရင်တပါးလေးကနေမျိုးအုပ်ချုပ်ခဲ့တာ people believe that the king's authority came from god ဟာနော်အဲ့တော့ပြည်သူတွေကလည်းဗာယုံလဲဆိုလို့ရှိရင်ဘီရင်ရဲ့လုံပိုင်ခွင့်အာဏာဆက်ဆိုတာကဖျားသခင်ကနေပြီးတော့ဆင်းသက်လာတာဆိုပြီးတော့ယုံကြည်ခဲ့ကြတာအဲ့တော့ဒီမှာဘီရင်လုပ်တဲ့လူကသူကဗာပြောလဲဆိုရင် i'm in charge because god say so ဖျားသခင်ကပြောလို့ငါအုပ်ချုပ်တာဖျားသခင်ကပြောလို့ငါဒီလုပ်ကိုလုပ်တာ ဘုရားသခင်ကပြောလို့ငါဒီဆုံးဖြတ်ချက်ကိုချတာဆိုပြီးတော့တခုခုဆိုလို့ရင် God ကခိုင်းလို့ဆိုတာမျိုးကြီးပဲအဲသူလုံးချင်းလို့လောက်တာမဟုတ် God ကခိုင်းလို့နော်အဲ့လိုမျိုးကြီးပဲ ਨੇ ပါတာပေါ့နော်အဲ့တော့ဒါလေးကကောင်းလားဆိုးလားဒါသားတို့သမီးတို့အော်နော်အားနိုင်ချက်တွေအားသားချက်တွေစသဖြင့်ဒါလေးတွေကိုဆွေးနွေးကြပါပေါ့နော် Okay နောက်တစ်ခုကကျတော့ in the middle age uh in the middle ages မှာအလယ်ခေတ်မှာအလယ်ခေတ်မှာဆိုလို့ရှိရင် ਨੇ the town of siena in italy italy မှာရှိရဲ့ siena ဆိုတဲ့မြို့မှာဆိုရင် was ruled by Council of Business People which change every 2 months အဲ့တော့အလဲခိကအီတလီမှာရှိတဲ့ရောစီယနာမြို့ကိုဆိုရင်တဲ့စီးပွားရေးသမားတွေပေါ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အဲစီးပွားရေးလုပ်ငန်းရှင်တွေပါဝင်တဲ့ Business People တွေ ਨੇ စုဖွဲ့ထားတယ်စီးပွားရေးလုပ်ငန်းရှင်တွေ ਨੇ စုဖွဲ့ထားတဲ့ Council ကနေပြီးတော့ rule by တော့အုပ်ချုပ်တယ်တဲ့နော်အဲ့တော့သူတို့တွေကအမြဲတမ်းနှစ်လတစ်ချိန်လေးပြောင်းလဲနေတယ်အဲ့ဒီလူတွေက เนาะအဲ့တော့သူတို့ကလည်း we are rich we have influence အဲ့တော့ငါတို့ကချမ်းသာတယ်ဒါကြောင့်မလို့ငါတို့မှာအာ influence ဆိုဩဇာအာဏာရှိတယ်ပေါ့เนาะဒီလိုမျိုး ਨੇ အုပ်ချုပ်ကြတာအဲ့တော့စီးပွားရေးလုပ်ငန်းရှင်တွေကပေါင်းစည်းဖွဲ့ပြီးအုပ်ချုပ်တယ်ဒါမျိုးလည်းရှိတယ် in ancient sparta ဟိုရှေးခေတ် sparta မှာဆိုလို့ရှိရင်လည်း there were two kings from two different royal families အဲ့တော့အဲ့တော့မင်းမျိုးမွေးနွယ်ပေါ့เนาะ royal family ဆိုတော့တော်ဝင်မိသားစု2ခုပေါ့ two different royal families ဆိုတော့တော်ဝင်မိသားစု နှစ်ခုကနေပြီးတော့ဆင်းသက်လာတယ်ဘယင်းနှစ်ပါးအုပ်ချုပ်တယ် two heads are better than one ဘယင်းတစ်ပါးတည်းအုပ်ချုပ်တာတဲ့ဆိုင်နှစ်ပါးကောင်းတဲ့လုံးတဲ့ဆိုင်ကောင်းတဲ့လုံးအောင်ပူကောင်းတယ်ကွာအဲ့တော့နှစ်ပါးအုပ်ချုပ်တယ်ဆိုပြီးတော့အဲ့လိုအုပ်ချုပ်တဲ့ဟာတွေလည်းရှိတယ်เนาะ the luba luba kingdom uh in central africa เนาะအဲ့တော့ဘို central ဘို africa မှာရှိတယ်เนาะအော်ဒါပါတော့ဒီ luba kingdom ဆိုတော့ဘေးနိုင်ငံမှာဆိုလို့ရှိရင်လေတဲ့ အဲ့ဒါကိုဘာသူကအောက်ချုပ်လဲဆို rule by laws of အာနော် chieftains and one kings နော် chieftains and chieftains and one kings တော့အဲ့သူကဘာလဲဆိုလို့ရှိရင်သူကမျိုးနွယ်စုတွေကနေပြီးတော့မျိုးနွယ်စုလူမျိုးဟိုပါပေါ့နော်အာမျိုးနွယ်စုတွေတကားနေပြီးတော့ဆင်းသက်လာတဲ့ပေါ့နော်ဆင်းသက်လာတဲ့ဒီအကြီးကဲတစ်ခုရောက်ခဲ့မျိုးနွယ်စုအကြီးကဲနဲ့နောက်တစ်ခုကကြတော့ဘုရင်နဲ့အဲ့တော့အခု ဒါတို့ဟိုအရင်တော့မြန်မာနိုင်ငံလိုပါမျိုးမှာဆိုလို့ရှိရင်လည်းအဲဘီရင်ကတပားရှိမြဲနောက်ပြူကကြတော့အဲ့ဒီနေမီဒေတာတွေကိုအုပ်ချုပ်တာတော့မျိုးနယ်စုတွေအဲစော်ဘွားတွေစသဖြင့်ဒီလိုမျိုးတွေမျိုးနယ်စုအကြီးအကဲတွေညာနေအုပ်ချုပ်တယ်အဲ့လိုနှစ်မျိုးပေါ့နော်ဘောင်းကြီးအုပ်ချုပ်တယ်ဆိုတာမျိုးသွားကြတယ်ပေါ့နော်အဲ့တော့ဒါမျိုးတွေရှိတယ်နောက်ဆရာတို့ရဲ့အစိုးရအဖွဲ့မှာပါတဲ့လူတွေ the people in the government ဒီအစိုးရအဖွဲ့မှာပါတဲ့ ုံကိုယ်တွေအနေနဲ့ပေါ့နော် need to have authority ဇာတ်လို့ရှိမှပြောခဲ့ပြီးပြီအမိန့်အာဏာပိုင်ဆိုးမှုလည်းရှိဖို့လိုအပ်တယ် if they are going to tell everyone what to do အလူတွေကိုဘာလုပ်ပါညာလုပ်ပါစသဖြင့်ဒီလိုခိုင်းစေနိုင်ဖို့အတွက်ဆိုလို့ရှိရင်အမိန့်အာဏာပိုင်ဆိုးမှုရှိဖို့လိုသလို trust what people will accept it เนาะလူကိုကဒါကိုလုပ်ခိုင်းလောက်လို့ရှိရင်လူတို့ပြည်သူလူတို့အနေနဲ့ကိုကိုချုပ်တော်ခံရတဲ့လူတွေအနေနဲ့လည်းဒါကိုလိုက်လုပ်ရမယ်ဒါကိုလက်ခံရမယ်ဆိုတာမျိုးကိုလေယုံကြည်မှုယုံကြည်လက်ခံမှုလည်း ယုံကြည်မှုယုံကြည်ချက်ရှိဖို့လည်းလိုအပ်တယ်တဲ့နော်အဲ့တော့ bad well does a government's authority come from အဲ့ဒါဆိုလို့ရှိရင်ဒီအစိုးရအဖွဲ့ရဲ့အမိတ်အာဏာပိုင်ဆိုးမှုဆိုတာဘယ်နေရာနေလာဘယ်ရဆင့်သက်လာ a come from tradition နော် tradition ဆိုရိုးရာအစဉ်လာနေလာတာလားဒါလည်းဖြစ်နိုင်တယ်နော် it come from tradition ရိုးရာအစဉ်လာတိုင်းလာတာလည်းဖြစ်နိုင်တယ် higher authority higher authority ဆိုတော့မြင့်မြတ်တဲ့နေရာနေပြီးတော့လာတဲ့အာနော် အာအာနာပိုင်တူလည်းဖြစ်နိုင်တယ် popularity a popularity contest နော်အာလူကြိုက်များတဲ့ရှင်ပြိုင်ပွဲတည်းရဲ့ contest ရှင်ပြိုင်ပွဲတည်းရဲ့ကနေလည်းဖြစ်နိုင်တယ် or possibly it is a choice based on wisdom အဲတခါကြလို့ရှင်လည်းအမျော်အမြင်ရှိဖို့ပေါ်မူတည်ပြီးတော့ရွေးချယ်တာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ဆရာတို့ tradition ဆိုလည်းကြည့်ကြည့်အောင်အယိုးရာအစင်လာပေါ့နော် tradition အစင်လာအတိုင်းအစင်လာနည်းနဲ့သွားတာပေါ့အစင်လာဆိုတော့ဒါရှင်းနေဆရာတို့မြန်မာနိုင်ငံမှာဆိုလည်းအင်္ဂလိပ်တွေဒါမဟုတ် ဟိုမြန်မာနိုင်ငံကိုမသိရင်ထီရတအူးစံပိုင်းဘရင်စနစ်တွေနဲ့အုပ်ချုပ်ခဲ့တာဒါပြောအထူးပြောစရာမလို့ our family's been ruling for century ငါတို့မိသားစုကရာစုနေပေါင်းအများကြီးအုပ်ချုပ်လာတာအဲ့တော့ငါတို့ဒီအဲဆရာတို့စီမှာဆိုရင်မင်းဆက်တွေအများကြီးပြောလာကုန်းပေါင်းမင်းဆက်ပကံမင်းဆက်နော်အင်းဝဟိုအင်းဝတွေရောဟန်တာဝတီတွေရောအဲ့တော့ဒီကုန်းပေါင်းတွေရောမြောက်မင်းဆက်တွေအများကြီးပဲနောက်ဆုံးပါတော်မှုတွေဆိုလို့ရှိရင်ဇာတို့ရဲ့ဒီ အာဒီပေါ်မင်းသားလက်ထက်မှာဆိုလို့ရှိရင်ဒါဟိုပါဖိခိတ်မှာပါတော်မူခဲ့ကိုမောင်ခိတ်မှာပါတော်မူခဲ့တယ်เนาะအဲ့တော့ tradition ဒီလိုမျိုးနဲ့သွားခဲ့တာ our ancestor founded this city ငါတို့ဘိုးဘေးဘီဘီနေရဒီမျိုးကိုတိဆောက်ခဲ့တာကွာအဲ့ဒါကြောင့်မလို့ငါတို့အုပ်ချုပ်တယ် my mother was the queen so now i am ငါမေယာဘီရင်မအဲ့တော့အခုလဲငါသူငါမေယာဘီရင်မမလို့ငါအုပ်ချုပ်တယ်ကွာငါဖေယာဘီရင်မလို့ငါတက်အုပ်ချုပ်တယ်စသဖြင့်ဒီလိုဒီသွားတာဗောနော် we have uh, popularity ရကြတော့ ူကြိုင်များမှုကကြတော့ပါလဲဆိုရင်အဲတို့ကိုရေးချယ်ဖို့အတွက်ဆိုရင်တို့တွေဗိုလ်တာတွေမဲဆန္ဒရှင်တွေကိုတို့မဲမဲဆွဲရမယ်ပေါ့နော်ပါစရိတ်လောက်ရမယ်ဆိုတော့ပါစရိတ်လုပ်တယ်ဆိုတာဒီညမှာတော့မမဲဆွဲရမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ we have elections every 5 years to choose the the, the new government နော်တို့တွေအာဆိုရတဲ့တရက်ကိုနော်ရွေးချယ်တင်မြှောက်ဖို့အတွက်ဆိုရင်၅နှစ်တစ်ကြိမ်ရွေးကောက်ပွဲတွေလုပ်ကြရတယ် now within winning the most most votes give us authority အဲ့တော့ဆန္ဒမဲအများဆုံးနဲ့အနိုင်ရဖို့က most votes ဆိုတော့ဆန္ဒမဲအများဆုံးနဲ့အနိုင်ရဖို့ကတို့ကိုလုတ်ပိုင်ခွင့်အာဏာတွေကိုခဏပြောသူပြီးတယ်ပေါ့နောက်တစ်ခုကကြတော့ a higher authority နော်မြင့်မြတ်တဲ့အနေအထားနေလာတဲ့အာဏာပိုင်ပေါ့ဘယ်လိုမျိုးလဲဆိုရင်အဲ the pharaoh is the same as he go ဟိုရှိခဲ့တော့ဆရာတို့အီဂျစ်မှာ pharaoh ဘီရင်ကြီးရှိတယ်အဲ့ဒါဖျားနဲ့အတူတူပဲအဲ့ဖျားဖျားနဲ့ pharaoh ဘီရင်နဲ့ဆိုတာအတူတူပဲဆိုတာမျိုးသွားတာပေါ့နော် pharaoh ရမ်းမြင့်မြတ်တယ်ပေါ့ the king is god the god's representative on earth အတူတူပဲလို့ပြောသလိုတချို့နေရာတွေမှာဆိုလို့ရှိရင်ဘီရင်ဆိုတာကကဘာမီပေါ်မှာ အကျိုးရှိတယ်ဘုရားသခင်ရဲ့ကိုယ်စားလှယ်ပဲပေါ့နော်ဘုရားသခင်က representative အနေနဲ့ကိုယ်စားလှယ်အနေနဲ့လွှတ်ထားတာအဲ့တော့ဘုရင်ဆိုတာ representative ပဲအဲ့တော့သူပြောတာငါတို့လိုက်လုပ်ပါမယ်ဒါမျိုးကြီးသွားနော် now wisdom အမျှော်မြင်ရှိမှု wisdom တော့အမျှော်မြင်ဉာဏ်ပညာပေါ့နော်အဲ့တော့တချို့ philosopher should be kings တချို့နေရာကြတော့တချို့နိုင်ငံတွေမှာ philosopher ဒသနာပညာရှင်တွေကဘုရင်ဖြစ်တည်နေပေါ့နော် they really know what's best အဲ့တော့သူတို့ကဘာ philosopher တွေဆိုတော့ကွာဒသနာပညာရှင်တော့ပညာတတ်တယ် ဘာကောင်းတယ်ဘာဆိုတယ်ဘယ်အကောင်းဆုံးလဲဆိုတော့သူတို့သိကြတယ်အဲ့အတွက်ကြောင့်မလို့သူတို့ကဉာဏ်ပညာကြီးတဲ့လူတွေဖြစ်တဲ့အတွက်အုပ်ချုပ်တင်နေဒီလိုမျိုးကြီးလဲသွားတာရှိနေတယ် only the cleverest people should be in government အတော့အတော်ဆုံးပုံကိုယ်တွေကအစိုးရအဖွဲ့တွေမှာဖာဝင်တင်နေပေါ့နော်ဆရာတို့ဟိုဒီတိုင်ဆရာတို့မြန်မာနိုင်ငံလူတွေဆိုလို့ရှိရင်စင်ကာပူဆိုလို့ရှိရင်ဘယ်သူမှမသိရလူမရှိဘူးလीနော်စင်ကာပူဆိုလို့ရှိရင်ဒါစင်ကာပူလို့ပြောလိုက်တာ ਨੇ ဆရာတို့ဘယ်သူကိုတွဲပြီးတော့တင်လဲနော် ဆရာတို့ဘသူ့ကိုတွဲပြီးတော့ទីလဲเนาะမြန်မာလိုပဲကြီးလိုက်ပါမှာလီကွမ်ယူဟုတ်တယ်မလားအဲ့တော့လီကွမ်ယူကဘာပြောလဲဆိုလို့ရှိရင်အစိုးရဖွဲ့ထဲမှာဆိုလို့ရှိရင်အဲအတော်ဆုံးပုံကိုယ်တွေအစိုးရဖွဲ့ထဲမှာပါဝင်သင့်တယ်မစွန်တဲ့လူတွေမပါသင့်ဘူးเนาะဒီလိုမျိုးသူအာမိန်ကုန်းတစ်ခုမှာဆိုရင်သူဟိုပြောခဲ့တာလေးရှိတယ်ဗောနော်တော်တော့အခါကျတော့အာအစိုးရဖွဲ့ဆိုတာပြောလို့ရှိရင်ရွေးကောက်ဖွဲ့အစိုးရဖွဲ့မှာပါဝင်တဲ့လူတွေကအတော်ဆုံးလူတွေရှိတယ်ခန့်ညံ့ညံ့လူတွေအာတုံးတဲ့လူတွေ နော်တိတ်မစုံတဲ့လူတွေပေါ့နော်အာအဲ့လိုမျိုးတွေဆိုလို့ရှိရင်အာဒီတိုင်းမီရဲ့ဒီစီမံခန့်ခွဲမှုအုပ်ချုပ်မှုအပိုင်းတွေမှာအားနေနိုင်နေပေါ့လေအဲဒီလူမျိုးတွေကြောင့်မလို့ပြောခဲ့တာတွေရှိတယ်ပေါ့နော် if a government is claiming to have authority နော်ဇာတ်လို့ဆက်ပြောရလို့ရှိရင်အဲ့တော့အစိုးရတရက်မှာ authority လို့ခေါ်တယ်လုပ်ပိုင်ခွင့်အာဏာရှိတဲ့အစိုးရဘက်တကူမှာဆိုလို့ရှိရင် it needs to have a good reason เนาะ it needs to have a good reason เนาะအကြောင်းပြချက် အကောင်းကောင်းတစ်ခုရှိဖို့အကြောင်းပဲတဲ့ကောင်းတစ်ခုရှိဖို့လိုအပ်တယ်ဘာလဲဆိုတော့ that reason needs to be accepted by most အဲ့ဒီအကြောင်းပြချက်ကိုနော်ငါတို့ကဒီလိုအချက်တွေအကြောင်းမလို့အုပ်ချုပ်တာပါဆိုတဲ့ဒီငါတို့မှဒီ authority နော်အနာပိုင်ဆုံးမှုရှိတယ်ဆိုတာကို claiming လုပ်ဖို့အတွက်ဆိုလို့ရှိရင်ငါတို့မှအကြောင်းဒီအနာပါဝါဘာကြောင့်ရှိရလဲဆိုတဲ့အော်ပြဖို့အတွက်အကောင်အကြောင်းပြချက်တခုရှိတယ်ရှိဖို့လိုတယ်အဲ့ဒီအကြောင်းပြချက်ကိုကိုယ့်အကိုလက်ခံလို့မရအောင်အဲ့ဒါ ပြောလို့ရှိရင်တော့ဟိုကိုတော်ကြောင်းတက်ကြောင်းကိုကိုတိုင်းကကျွန်တော်ကတော်ပါတယ်ဗျာကျွန်တော်ကတက်ပါတယ်ပြောလို့ရမရဘူး။သူများကတခြားအဖွဲ့ကြီးတခုကတာဖာတီတခုကစသဖြင့်တခုကကနေပြီးတော့အထိမတ်ပြူလက်ခံပြီးလို့တယ်။အဲ့တော့အဲ့ဒါမျိုးကိုလူအများစုကလက်ခံမှုလေလူတယ်။ဆိုလိုချင်တာကဒီလိုအကြောင်းပြချက်ကိုလူအဖွဲ့ကြီးတွေမှာရှိတယ်။သူအားလုံးမဟုတ်ရင်တောင်မှလူအများစုကလက်ခံမှုလို့တယ်။ဆရာတို့ဟိုနောက်ပိုင်းမှာပြောမယ်ဟိုဟိုဒီမိုကရေစီသဘောတရားမှာဆိုရင်အစိုးရဘက်ကနိုင်လို့တက်လာဆိုရင် US မှာပဲကြည့်တယ်လေ။အဲအဲတယောက်က တမရတရားက51%ပါဆန်ကထောက်ခံတယ်ဆိုတဲ့သဘောကကျန်တဲ့49ရာခိုင်နှုန်းကသူ့ကိုမထောက်ခံဘူးဆိုတဲ့သဘောပဲအဲ့တော့51ရာခိုင်နှုန်းဆိုတော့50ရာခိုင်နှုန်းနဲ့အထက်ကျော်တာတော့သူ့ကိုထောက်ခံကြရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးဆရာတို့ရှိတယ်အများစုကတော့ဘတော်မှဟိုတပည့်တတန်နဲ့ညီသဘောတည်းထွက်ဆိုတာမျိုးမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဟိုဆရာတို့အနေနဲ့ဒီအဖွဲ့အစည်းထဲမှာရှိတဲ့ပြည်သူလူထုလူတွေကလည်းမလုပ်ပေးဘူးလို့လဲဆိုရင်လက်ခံပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ e government with both this thing is known as a legitimate government လို့အဲ့ဒါကြောင့်မလို့ဆရာတို့ခေါ်တယ်เนาะအဲ့တော့ဒီလိုဖော်ပြချက် အားလုံးပေါ့ပြည်စုံတဲ့အခါမှာ authority အဲငါတို့မှာဒီအုတ်ချုပ်ခွင့်အာဏာတွေလုံပိုင်ခွင့်အာဏာပါဝါတွေရှိရဲပေါ့ရှိတယ်ဆိုတဲ့ဟာမျိုးအစိုးရဘက်တစ်ခုကကောင်းမွန်တဲ့အကြောင်းပြချက်ပြဖို့လိုတယ်အဲ့ဒီအကြောင်းပြချက်ကိုလူအဖွဲ့ကြီးတခုတွဲမှာဒီနိုင်ငံထဲမှာရှိတဲ့လူအများစုကလည်းလက်ခံမှုလိုအပ်တယ်เนาะအဲ့ဒီလိုအချက်တွေပြည်စုံမှာအဲ့ဒါကို legitimate government တနည်းအားဖြင့်ပြောရလို့ရှိရင်เนาะ အာဆရာတို့ပြောလို့ရှိရင်တော့တရားဝင်အစိုးရလို့ခေါ်တယ် legitimate government ဆိုတာတရားဝင်အစိုးရကိုပြောချင်တာเนาะအဲ့တော့ legitimate မဖြစ်ဘူးဆိုရင်ဒါတရားဝင်အစိုးရမဖြစ်ဘူးပေါ့เนาะအဲ့တော့ဒါကိုပြောချင်တာပါအဲ့တော့ sometimes people don't accept เนาะတခါတလေကြောက်လို့ရှိရင်လူတွေကသွားခေါ်မလဲဆိုရင်လက်မခံတာမျိုးလည်းရှိတယ် the current government is legitimate ဒီလက်ရှိအစိုးရက legitimate ဖြစ်တယ်အာအာဘယ်လိုခေါ်မလဲဆိုရင် ဟောတကယ်ကိုတရားဝင်နေဆိုတာမျိုးပြောဖို့အတွက်ကိုလက်မခံဘူးပေါ့နော်။ဒကာဒလီမှာအဲ့ဒီလိုလက်ရှိဆိုးရွားကိုတရားဝင်ဖြစ်အများပြည်သူလူထုကလက်မခံကြတာမျိုးလည်းရှိတယ်။ and one in change နော်အဲ့လိုအဲ့တော့သူကဘာကောင်းမလဲလက်ရှိရှိနေတဲ့အခြေအနေကိုလည်းပြောင်းလဲပြေးချင်တာမျိုးတွေရှိတယ်။ they might protest လို့ဘာလို့မလဲအာဆန္ဒပြပွဲတွေပြုလို့မဲ demand reforms ပြုပြင်ပြောင်းလဲမှုတွေကိုတောင်းဆိုမဲဒါမှမဟုတ်ရင် or start a revolution နော် or or တော်လိုင်းရေးတရက်ကိုလည်းဆွေးနွေးတာမျိုးတွေလည်းရှိနိုင်တယ် which could lead to a new government เนาะအစိုးရအသည့်တစ်ခုစီကိုကူပြောင်းသွားဖို့အလွယ်ပြောင်းအခုပြောင်းဖြစ်ဖို့အတွက်เนาะတို့ဒီလက်ရှိ government current government မလိုချင်ဘူး new government အသည့်တစ်ခုလိုချင်တယ်အဲ့အတွက်ကြောင့်မလို့ဒါတွေဒါတွေပေါ့เนาะ protest demand reforms or start a revolution ဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့เนาะအဲ့ဒီမှာလည်းစာလေးနဲ့ဒီလိုမျိုးရေးထားလေးရှိတယ် democracy isn't working democracy ကအလုံးမဖြစ်ဘူး the people in my country keep voting for the wrong person to be in charge เนาะเออดิโมคราซีလုံးဖြစ်ဘူးငါတို့တိုင်းပြည်ထဲမှာရှိရဲပြည်သူလူထုအနေနဲ့ဒီခေါင်းဆောင်အနေနဲ့အစိုးရအနေနဲ့ကိုယ့်ကိုယ်ကိုခံယူတာပြီးပြောနေတဲ့အစိုးရကိုငါတို့စက်မထားခြင်းဘူးအာဒီ round person เนาะဒီလွှဲမအနေနဲ့နေရာလွှဲနေဆိုတော့ပြောချင်တာကအာဒီသူ့ကိုဟောငါတို့ဒီစန္ဒမဲမเนาะ ဟိုလူမှန်နေရာမှာမဟုတ်တဲ့လူကိုငါတို့တွေငါတို့တိုင်းပြည်မှာရှိတဲ့လူတွေကအာဘာခေါ်မလဲဆိုရင်ဆန္ဒမဲတွေအာဆက်ပြီးတော့မဲပေးနေကြတယ်အဲ့တော့ဟို US မှာဆိုလို့ရှိရင်လည်းเนาะ Trump ကိုဟို Donald Trump ကိုတော်တော်လေးပြောကြတယ်เนาะသူရဲ့ဒီပြောပုံဆိုပုံတွေလုပ်ပုံကိုင်းမှုတွေအကြောင်းမလို့အာဒီဘာခေါ်မလဲဆိုလို့ရှိရင်အာဒီမိုကရေစီကိုဟိုဖျက်မဲ့เนาะဒီဒီမိုကရေစီကိုမေ့မင်အောင်စသဖြင့်ဗောနော်ဒီလိုမျိုးဆွဆွဲကြတာလည်းရှိတာပါအဲ့လိုမျိုးလူမျိုးကို ဟိုဘာကြောင့်မလို့နန်းတင်တာဘာကြောင့်မလို့ဒီเอ่อเนาะမင်းတို့ voting နေပြီးကြတာလေဗောနော်အဲ့လိုမျိုး तू Trump ကိုမကြိုက်တဲ့လူတွေကလည်းအဲ့လိုမျိုးတွေပြောကြတာရှိတယ်เนาะအဲ့တော့ okay ပါအားလုံးပဲဒီအစိုးရဆိုတာဘာလဲဆိုတဲ့ဆရာတို့ရဲ့ဒီတင်ငန်းစာလေးမှာเนาะဟော sorry ဆရာတို့ရဲ့ဒီကောင်းစဉ်လေးမှာဗောနော် what is a government ဆိုတဲ့ဟာလေးမှာเนาะ ဇာတ်တော်လေးတွေတော်တော်များများပြောခဲ့ကြပြီပေါ့နော်ပြောခဲ့ကြပြီဆိုတော့အဲနောက်လက်ချာကြလို့ရှိရင်ဇာတ်တော်ဟိုကောင်းစဉ်ကြီးတစ်တခုပြောင်းသွားလိမ့်မယ်ထင်တယ်အဲမတူညီတဲ့ government အမ်နော် different kinds of government နော်အစိုးရအမျိုးမျိုးအကြောင်းကိုဇာတ်တော်တွေပို့ပြီးတော့မှနက်နက်လည်လာကြတာပေါ့အားလုံးပဲ see you in the next lecture နော်